အဲလိမ်မားတဲ့ထဲမှာမပါပါဘူးကြာတက်နိုင်သလောက်ပို့တက်နိုင်သလောက်တော့ဆရာဆံမတွေကိုအပေါ်မှာအဲ့လိုမျိုးဘယ်လိုပြောရမလဲဟိုဘယ်လိုပြောရမလဲကြည့်လို့မရတဲ့ပုံစံမဖြစ်အောင်တော့အတက်နိုင်ဆုံးစူးစမ်းပြီးတော့နေနေပါတယ်ဒါပေမဲ့ကျန်တဲ့အပိုင်းတော့ကျွန်တော်တေချာတော့မသိပါဘူးဟိုအကြောင်းတော့အဲ့လိုဘောလုံးကန်တဲ့အကြောင်းတွေဆော့တဲ့အကြောင်းတွေပေါ့နော်ကျွန်တော်တို့ကဟိုကျွန်တော်ပေါ့အတိအကျတခြားတငယ်ချင်းတွေတော့မပြောလို့ပါဘူးကျွန်တော်ကတော့ကြောင်းမှာတော့ဟို ့စာတော်ရက်ထဲမှာတော့မပါဘူးမပါတော့ကြာစာအကြောင်းတော့မပြောဖြစ်ဘူးဟိုဘယ်လိုပြောရမလဲဘလုံးကန်တဲ့အကြောင်းနဲ့ဆော့တဲ့အကြောင်းတွေပဲကျွန်တော်ပြောဖြစ်တာပေါ့အဲဘယ်လိုပြောရမလဲအကြောင်းမှာတော့ခုနကျွန်တော်ပြောတဲ့ထဲမှာလည်းပါပါတယ်ဟိုလိမ်မာတဲ့ထဲမှာတော့မပါဘူးတခါတလေအဲ့လိုမိဘတွေပဲခေါ်ရတာမျိုးရှိတယ်အဲ့လိုပေါ့အဲ့မပြောတော့ပါဘူးတော်ပါ ဲ့ပါဒီနေ့ကတော့ IL BSM ပေါ့နော်ဒီဟိုကျောင်းကနေပြီးတော့မှအာပွဲကိုကျွန်တော်ဒါပွဲတက်ဖို့အတွက်ကိုအဖိတ်ခေါ်ရတဲ့အတွက်ကြောင့်ဒီပွဲလေးကိုကျွန်တော်တက်ဖြစ်တာပါဟုတ်ကဲ့ဟုတ်ဟုတ်ကျွန်တော်ကတော့ဆရာဦးနေတော်ဖြစ်ပါတယ် IBSN Global International School ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်ဒီနေ့ကတော့2025 graduation ရဲ့မစ်ဆင်လုပ်နေကြပွဲလေးဖြစ်ပါတယ်ကလေးတွေကိုထူးထောင်တဲ့သူတွေကိုဒါဆုပေးမှာဖြစ်ပါတယ်အဲအခုဒီမှာရှိတဲ့ ဟိုညီလေးညီမလေးတွေကိုတွေ့ရတဲ့အခါမှာတကယ်လို့မှဟိုဘယ်လိုပြောရမလဲတော်ပြီးတော့မှဟိုထက်မြက်တာကိုလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့တော်တော်လည်းလည်းအာဘယ်လိုပြောရမလဲဟိုအရင်ချင်းရှိတဲ့ဟိုလူငယ်လေးတွေလည်းကျွန်တော်နေနဲ့မြင်ပါတယ်ဟုတ်ကဲ့ငယ်ငယ်တော့ဆိုလို့ရှိရင်တော့ဟိုဘယ်လိုပြောရမလဲចောင်းတက်ရတာတော့ကျွန်တော်ကပျော်ရတဲ့ထဲမှာပါပါတယ်ចောင်းသွားရတာပျော်တယ်တကယ်ချင်းပေါင်းသင်းနေတဲ့တွေ့တယ်စာလဲသင်ရတဲ့အပေါ်မှာတော့တကယ်လို့မှဟိုပျော်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ် အစားတော့ဟိုဟိုတော်ရက်ထဲမှာတော့မပါဘူးပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ကငငယ်တော့ TTC မှာတက်ခဲ့တယ်ဟုတ်ကဲ့ TTC TTC ပေါ့နော် TTC မှာတက်ခဲ့တယ်အဲပြီးတော့ကျွန်တော်၁၀တန်းရောက်တော့ကျွန်တော်ကဟို EC ဘောရာဆောင်ကိုကျွန်တော်တွားတက်တယ်ဟုတ်အဲပြီးတော့ EC ဘောရာဆောင်ကထားတယ်ဟိုတာမွေ1ပေါ့နော်တာမွေ1အကြောင်းမှာအာကျွန်တော်ကဟို၁၀တန်းဖြေခဲ့တယ်ပေါ့ဟုတ်ကဲ့အရင်ကတော့မစူးစမ်းခဲ့ဘူးပြန်လည်ပြောလို့ရှိရင်ကျွန်တော်ကစာတော်ရက်ထဲမှာတော့မပါပါဘူးပုံမှန်ပဲပေါ့နော်ဟို ပုံမှန်ဟိုအနေထားပဲရှိပါလိုက်ဗျဟုတ်ကဲ့ပါပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေကတော့ဟိုဘယ်လိုပြောရမလဲဟိုတွန်းတဲ့ထဲမှာပါတယ်ဟိုဟိုဖြစ်မြောက်စေခြင်းတဲ့ထဲမှာပါတယ်အရန်ကိုခရီးဆိုင်ပါတယ်ဒါပေမဲ့အဓိကတော့ကဲကဲရှင်တွေကတော့ဒါကုကူတိုင်းဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်ကတော့ဟိုမိဘတွေတွန်းနေဆိုပေမဲ့လေဟိုဘယ်လိုပြောအရန်ကြီးတော့ပြုဝင်ပြောလို့ရှိရင်စူးစမ်းတဲ့အထက်မှာတော့မပါဘူးပေါ့နော်အဲ့တော့ဟို ဟိုပေါ့ပေါ့ပွားလေးပဲဖြတ်သန်းဖြစ်ပါတာခင်ဗျဟုတ်ကဲ့အဲចောင်းမှာတော့ကျွန်တော်ဟိုကုကုကူတော့အဲ့လိုအေးတဲ့ထင်မှာတော့ပါလို့ကျွန်တော်မမြင်မိပါဘူးအေးလည်းမအေးပါဘူးခင်ဗျဟုတ်ဟုတ်အဲကျွန်တော်မိပါတော့ပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုတူတုံတက်တိုက်ရှိတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပုံစံမျိုးဖြစ်ရမလဲဆိုတော့ဆိုပြီးတော့တော့ကျွန်တော်တို့ပြောတာမျိုးမရှိဘူးဆိုလိုချင်တာကတော့ဆရာဝန်ဖြစ်ရမယ်အင်ဂျင်နီယာဖြစ်ရမယ်ဘာဖြစ်ရမလဲညာဖြစ်ရမယ်ဆိုတာမျိုးသူတို့သတ်မှတ်ထားတာမျိုးမရှိဘူးအဲ ဟိုပေါ့ပညာရေးနဲ့ပတ်သက်ပြီးတော့သူတို့အားပေးတာမျိုးရှိတယ်ဒါပေမဲ့ဒါကြီးပဲဖြစ်ရမယ်ဆိုပြီးတော့အဲ့လိုမျိုးဘောင်ခတ်ထားတာမျိုးဟိုတင့်ကျက်ထားတာမျိုးတော့မရှိပါဘူးပြဟုတ်အဲအမေကတော့ဟိုဘယ်လိုပြောရမလဲဟိုကျောင်းတော့ဟိုဟိုလာဖြစ်တယ်ပေါ့နော်ဟိုဟိုဘယ်လိုပြောရမလဲဟိုဂယုဆိုင်ဖြစ်တယ်ပေါ့နော်ဆိုလိုချင်တာဟိုအမေတိုင်းကြီးတော့အချိန်တိုင်းကြီးတော့ရှိနေတာမျိုးတော့မဟုတ်ဘူးဟို အเจ้าအောင်လာပြီးတော့မှ queue site တာမျိုးတွေရှိတယ်ဆိုလို့ကျွန်တော်ကတော့ဟောအချိန်တိုင်းအချိန်တိုင်းနေတယ်နေတယ်တော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့အဲလိမ်မားတဲ့ထဲမှာမပါပါဘူးကြာအဲဆရာဆရာမတွေနဲ့ဟိုပြန်တွေ့တာမျိုးတော့ရှိပါတယ်ပြန်တွေ့တဲ့အခါပြန်တွေ့တယ်ဆိုတော့ဗျာဆိုလို့ကျွန်တော်ကတော့ဟိုဟိုတခါတလေမှာဟလာပွဲတွေပဲတွားရင်းထဲမှာဟိုကိုယ့်ရဲ့ဆရာဆရာမတွေနဲ့စုံတာမျိုးတွေကြုံတာမျိုးတွေရှိတယ်အခါကျလို့ချင်းတော့ချက်ချင်းပေါ့နော်စိတ်ထဲမှာဟိုဘယ်လိုပြောရလဲခလေးလိုပြန်ဖြစ်သွားတာပေါ့နော် ိုပြန်ငယ်သွားသလိုခံစားရတယ်ဟိုချက်ချင်းဘယ်လိုပြောရမလဲ foreign ship တန်ကလေးလေးလိုဖြစ်သွားတယ်ငါတွေ့ရတဲ့ဆရာဆရာမတွေဆရာမကမင်္ဂလာပါအာကျမ်းမွှေလန်းပါစေအဲ့လိုမျိုးနှုတ်ဆက်ဖြစ်တယ်ပေါ့နော်အများကြီးပဲအများကြီးပဲတကယ်ချင်းနေတော့အများကြီးရှိပါတယ်အာပြီးတော့အခုနဟိုအမမေးသလိုပေါ့နော်ဆရာဆရာမတွေနဲ့တွေ့ပြန်လာဆိုဟိုဟိုចောင်းအလုပ်တယ်ဟလားအပွဲကြီးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အာတွေ့ပြတာမျိုးတွေส่งอ่ะမျိုးတွေတော့ရှိပါတယ်ခင်ဗျာဟုတ်တက်နိုင်သလောက်ပေါ့တက်နိုင်သလောက်တော့ဆရာဆံမတွေကို့အပေါ်မှာအဲ့လိုမျိုးဘယ်လိုပြောရမလဲ ိုဘယ်လိုပြောရမလဲကြည့်လို့မရတဲ့ပုံစံမဖြစ်အောင်တော့အတက်နိုင်ဆုံးစူးစမ်းပြီးတော့နေနေပါတယ်ဒါပေမဲ့ကျန်တဲ့အပိုင်းတော့ကျွန်တော်တေချာတော့မသိပါဘူးအငြင်းငြင်းလေးတော့ကျွန်တော်မထိုင်ဘူးကျွန်တော်အဲ့လိုဟိုတငယ်ချင်းတွေပိုင်းနဲ့ဆော့တာမျိုးတွေပါတယ်ရှိပါဟုတ်တက္ကသိုလ်ကတော့တက္ကသိုလ်တော့ကျွန်တော် distance တက်တာအဝေးသင်ပြီးနောက်တစ်ခုကကျတော့ကျွန်တော်ကဟိုဟိုအဝေးသင် distance လည်းဖြစ်တယ်ပြီးတော့ဟိုဒီဘက်မှာလည်းဒီအလုပ်တစ်ဖက်နဲ့ဆိုတဲ့အခါကျတော့အเจ้าကိုကျွန်တော်အမြဲတမ်းလို့လို့မသွားပြဘူးပေါ့နော် ဟုတ်ကဲ့ဟုတ်အဲ့လိုတော့ရှိပါတယ်။အဲ့အချိန်မှာကျွန်တော်တိရစ္ဆာန်အလုပ်ကိုလုပ်နေပါတယ်ဟုတ်ဟုတ်။မှတ်မှတ်ထင်ထင်ရတော့ဆရာဆမ်းမအတိုင်းလိုလိုကျွန်တော်စိတ်ထဲမှာအများနဲ့မှတ်မှတ်ရရရှိပါတယ်။ဘာကြောက်လဲဆိုတော့ဆရာဆမ်းမတွေအားလုံးကကိုယ့်ရဲ့တပည့်တွေအားလုံးကိုတေချာစေတနာမေတ္တာတွေဂရုဏာတွေနဲ့သင်ကြားပေးတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ဟိုဆရာဆမ်းမတွေအားလုံးကကျွန်တော်စိတ်ထဲမှာအများနဲ့မှတ်မှတ်ရရရှိပါတယ်ပြ။အဲကျွန်တော်တိသလောက်ဆိုလို့ရှိရင်တော့တော်တော်များရှိပါတယ်။ရှိပါတယ်။ဟိုညံလင်းအောင်ညံလင်းအောင်လေအစိုးရညံလင်းအောင်ဆိုလို့ရှိရင်လည်းသူလည်းကျွန်တော်တို့နဲ့ ဟိုတနစ်သေးပဲပေါ့နော်တနစ်သေးပဲပြီးတော့အာကျွန်တော်နဲ့တငယ်ချင်းလည်းဖြစ်တဲ့အဒီနိုအဒီနိုလေအဒီနိုဆိုလို့ရှိရင်ကျွန်တော်တို့နဲ့ဒါတနစ်သေးပဲညံလင်းအောင်ဆိုလို့ရှိရင်ကျွန်တော်တို့နဲ့တနစ်သေးပဲပြော TTC မှာတခြားဟုတ်တတီကျောင်းအနေထွက်တဲ့တခြားတော့အမှုပညာရှင်တွေအများကြီးလည်းရှိကြပါသေးတယ်ဟုတ်ကဲ့ဘလို့ကျောင်းမျိုးတွေပြောပြလဲဆိုလို့ရှင်ဟိုကျောင်းတော့ကဘောလုံးကန်တဲ့အကြောင်းတွေဆော့တဲ့အကြောင်းတွေပေါ့နော်ကျွန်တော်တို့က ဟိုကျွန်တော်ပေါ့အဓိကတခြားတငယ်ချင်းတွေတော့မပြောလို့ပါဘူးကျွန်တော်ကတော့ចောင်းမှာတော့ဟိုစာတော်ရဲ့အထက်မှာတော့မပါဘူးမပါတော့စာအကြောင်းတော့မပြောပြဘူးဟိုဘယ်လိုပြောရမလဲဘလုံးကန်တဲ့အကြောင်းနဲ့ဆော့တဲ့အကြောင်းတွေပဲကျွန်တော်ပြောပြတာပေါ့အဲအမှတ်တရတွေကတော့အများကြီးပါပဲဟိုပေါ့အဲဟိုចောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘလုံးကန်တော့မယ်ဆိုလို့ရှိရင်ဟိုဘလုံးခွင်းကိုဥကားတာမျိုးတွေရှိတယ်အခါကြလို့ရှိရင်အဲသမသာចောင်း ဆင်းတဲ့အချိန်ပေါ့နော်ဟိုခဏနားပြီဆိုတော့ねချက်ချင်းအဘောလုံးခွင်းပြေးတာပြေးပြီးတော့မှဘောလုံးခွင်းအရင်ဥတာပေါ့အရင်အရင်ဥတဲ့သူအရင်ရတဲ့အတန်ဘောလုံးကန်ရတာဟုတ်ဆိုတော့အရင်အဲ့ဘောလုံးခွင်းကိုရအောင်အရင်ပြေးရတဲ့ဟာလေးတွေပေါ့ဒါလေးတွေတော့ဒါပျော်စရာကောင်းတဲ့အမှတ်တရတွေပဲပေါ့ဟုတ်ကဲ့ဟုတ်ဘယ်လိုပြောရမလဲဥစ္စာပေါ့နော်ဟို generation အစ်စ်တွေအစ်စ်တွေအားလုံးဟိုတော့ကျွန်တော်နေနေရတော့ဟိုထူးချွန်နေဟလားအာလူတော်လူကောင်းလေးတွေဖြစ်စေချင်ပါတယ်တကယ်လို့မှတော်တော်လက်လက်နဲ့ပြီးတော့ဘုသူတရရဲ့လည်း ကျွဲဝတဲ့သူမျိုးလေးတွေဖြစ်စေချင်ပါတယ်ခင်ဗျ။အဲကျွန်တော်တို့ခေတ်တုန်းကလေဟိုမိဘတွေကတော့တာသမီတွေပတ်မိုးကြတာကြီးပါပဲ။ဒါပေမဲ့ဟိုကျွန်တော်တို့ဟိုကျွန်တော်တို့ဟိုចောင်းတက်ခဲ့ရတဲ့အချိန်တွေတုန်းကတော့အခုလိုမျိုးဒီ international school တွေကတော့မပေါ်သေးဘူး။အဲကျွန်တော်ထင်တယ်ကျွန်တော်တို့ဟိုဥစားပေါ့ကျွန်တော်တိတိလောက်ပြောတာပေါ့နော်။ဟိုဘယ်လိုပြောကျွန်တော်တိတဲ့အချိန်တက်ကိုစောပြီးတော့လည်းပေါ်တာမျိုးလည်းရှိချင်တယ်ရှိမှာပေါ့။ဆိုတော့ ကျွန်တော်တို့တုန်းကဆိုလို့ရှိရင် international international school ကျောင်းတွေကအရေးမပေါ်သေးဘူးပေါ်တဲ့ကျောင်းတွေဆိုလို့ရှိရင်လက်ချိုရည်လို့ရတယ်အဲ့တော့အများဆုံးအဖြစ်ကတော့ဟို yoyo state ကျောင်းမှာတက်ဖြစ်ကြတာများတယ်ပေါ့နော်အဲ့တော့မိဘတွေကတော့ကိုသားသမီးတွေကိုတော့ဟိုဘယ်လိုပြောရမလဲသူတို့တက်နိုင်တဲ့လောက်တော့အဆောင်ကုန်ပတ်မှုပေးကြတယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်ဗျဟုတ်အဲဘယ်လိုပြောရမလဲကျောင်းမှာတော့ခုနကျွန်တော်ပြောတဲ့အထက်မှာလည်းပါပါတယ်ဟိုလိမ်မာတဲ့အထက်မှာတော့မပါဘူးတခါတလေအဲ့လိုမိဘတွေပဲခေါ်ရတာမျိုးရှိတယ်အဲ့လိုပေါ့အာမပြောတော့ပါဘူးတော်ပါ တကယ်တကယ်တော့တကယ်တကယ်ဟိုဖြစ်လာတဲ့အခါကျတော့လေမိဘဆိုတော့လေလေဟိုစူရယ်ဆိုတာထက်ဒီအရာလေးကိုသူတို့ဘယ်လိုမျိုးအကောင်းဆုံးဖြေရှင်းပေးရမလဲဆိုတာစိတ်မျိုးနဲ့ပဲအခါကျတော့လေဘယ်လိုပြောရမလဲဟိုစူရာမျိုးတော့မရှိဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့တကယ်တကယ်ကြုံဆုံလာပြီဆိုတဲ့အခါကျတော့စူလို့ရှိရင်လေစူရာကနောက်တစ်ခုထပ်ပြီးတိုးနေမှာလေဆိုတဲ့အခါကျတော့ဟိုစူရာမျိုးတော့မရှိဘူး။နောက်ခါလေးမဖြစ်အောင်ဆုံးမတာမျိုးရှိတယ်။အာကျောင်းကဆရာသမားတွေခေါ်တယ်ဆိုတော့လည်းတွားရတာအဲ့လိုမျိုးရှိတာဟိုတစ်ချိန်တစ်ချိန်တော့ခေါ်ရတယ် န်းဖြစ်လို့ဒါဆယ်တန်းဖြည့်ပြီးသွားတဲ့နောက်ပိုင်းမှာတော့ဟိုကုတ်ကူကူပေါ့နော်ဟိုငါတက်နိုင်သလောက်တော့ဟိုဘယ်လိုပြောရမလဲကောက်ကောက်မမွန်လေးဖြစ်အောင်လေးလေးမမလေးဖြစ်အောင်တော့စူးစမ်းပြီးနေမယ်ဆိုပြီးတော့ဟိုကုတ်ကူကူဟိုဟိုဟိုပြုတ်ပြင်လာဖြစ်တယ်ပေါ့ထိမ့်သိမ့်လာဖြစ်တယ်ပေါ့နိုင်သလောက်လေးပါပဲအရင်ကတော့လည်းမဟုတ်ပါဘူးဟုတ်အဲကျွန်တော်ကတော့ဟိုကုကုကုဟိုလိန်မာတွေလို့တော့ကျွန်တော်မသတ်မှတ်ပါဘူး။အာကျွန်တော်အများကြီးစူးစမ်းဖို့လိုပါသေးတယ်ဗျ။အဲဘယ်လိုပြောရမလဲ ကျွန်တော်ကဟိုကိုကိုကိုတော့အဲ့လိုမျိုးတော့ဟိုတတ်မှတ်ထားတာမျိုးတော့မရှိပါဘူးကိုဟိုနေတက်တလူလေးပဲအတက်နဲ့ဆုံးစူးစမ်းပြီးတော့နေပြတဲ့သဘောပါပဲโอเคကျွန်တော်ဟိုဘယ်လိုပြောရမလဲအများကြီးကျွန်တော်စူးစမ်းဖို့တွေလေ့လာဖို့တွေလိုပါသေးတယ်ဗျကျွန်တော်ကဗျဆိုလိုချင်တာဟိုကိုပေါ့နော်ဟိုတက်နိုင်သလောက်လေးကျွန်တော်ဟိုဟိုဘယ်လိုပြောသတိလေးထားပြီးနေဖြစ်တယ်ပေါ့နော်ဆိုတော့ကိုကိုကိုဟိုဒီ တော်ရယ်လိမ်မာရယ်ကောင်းတယ်လို့ကျွန်တော်ကိုကိုဘယ်တော့မှမတတ်မှတ်ပါဘူးကျွန်တော်ဒီဟိုဆက်ပြီးတော့ကျွန်တော်လေ့လာရအောင်မယ်ကျွန်တော်ဆက်ပြီးစူးစမ်းရအောင်မယ်ကျွန်တော်ဆက်ပြီးတော့ပြုပြင်စရာတွေအများကြီးရှိသေးတယ်လို့ပဲကျွန်တော်အနေနဲ့ကျွန်တော်ကိုကိုကိုခံယူထားပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါပြည်သက်များအလုံးအမြဲတမ်းကိုယ်စိတ်နဲ့ပါကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးခြင်းပါတယ်။အဲပြီးတော့ဖြစ်ချင်တဲ့ကောင်းကျိုးလူ့ရဲ့ဆန္ဒတွေလည်းပြည့်စုံပြည့်ဝကြပါစေလို့ဆုတောင်းပေးခြင်းပါတယ်ဗျ။ဟုတ်ကဲ့။